ကျက်ပေါင်းတွေမှာဤဤကလေးကြီးနဲ့မှမတည်နိုင်ဘူးထို့အတူပဲမှုမဘူပါစေတဲ့ပရိသတ်မရှိရင်ဖြင့်အထွတ်ဒုပိကနဲ့တူတော်ငါရှင်နေရင်လေမင်းစည်းစိမ်နဲ့ဘယ်လိုကြီးနဲ့မှကြံ့ရခိုင်ကြည်မတည်နိုင်ဘူးတဲ့ဂောတောနတိသူဗိဇ္ဇံတိသူကဏိကာပတ္တိဟိုအထွတ်ဒုပိကဆိုတဲ့တဲ့ပြည့်စည်ဟာ အချင်းဒီခယုဖရဲ့ပြုတ်ကုန်ရင်ဒီအတုတုပိကကြီးဘုံမင်းမြေကြီးကြမှာအမှန်ပဲအေးမူးမတ်ဘူပါလေစိတ်ဝန်းကွဲကုန်လို့ရှိရင်အတုတုပိကနဲ့တူတော့ငါလည်းပဲမြေကြီးတဲ့ဘုံမင်းလေကြမှာအမှန်ပဲဧဝမေဝဣရတုပလည်း အဒမီကိုရာဇာတရားမဆောင်တဲ့မင်းဆိုရင်ဗာပြစ်တာအန္တနောမိမိကြီးမိတ္တမစ္စေသအရှိခင်မွန်းတဲ့အမတ်တို့ကို၎င်းဗလန့်ကာယေသဘူပါတို့ကို၎င်းဗျာမနတဟပတိကေသတန်ကြီးရဲ့ဝမ်းဖြစ်တဲ့ပုံနာသူသကြေတူကို၎င်းအသင်္ကနံတော်မရှိမြောက်သည်ရှိတော် မတရားတဲ့မင်းဆိုရင်အခုပြောတဲ့အတိုင်းစစ်တီဘူပါလူပုံနာကြွယ်ကြီးမိမိရဲ့မိတ်ဆွေတွေအမတ်တွေကိုမချိမြောက်တော့ဘူးတဲ့မချိမြောက်လို့ရှိရင်ဖြင့်ဒေသုထေပုံနာကြွယ်မှုမဘူပါတို့ဒီဗိဇန်တီသူစိတ်ဝမ်းကြွယ်ပြားကြကုန်ပြီရှိတော့ တေဟိသို့သူတို့မှအသင်္ကဟိတောအချီအမြောက်မခံရတာရာဇာမင်းလီဣစ္ဆရိယအစိုးရခြင်းဆိုတဲ့လူစည်းစိမ်မှဒန္တတိလျောကြရတော့ဤရိညာနာမဒံမေနိဝရိသံတာရိတဝတ္တတိရိညာနာမမင်းကြီးဒီကဓမ္မေနိဝ ရောစကံစေဘာမင်းရင်တရားဖြင့်ပင်လေရစ္စံကာရီတုံတောင်းကြီးအုပ်ချုပ်မင်းပြုလောက်ရန်ဝတ္တိတင်လှပေ၏ဒီအချိန်ကစပြီးတော့တတိယတော်ပြီလောက်နာမတရားသဖြင့်တိုင်းကြီးကိုမအုပ်ချုပ်တော့ဘူးတိုင်းကြီးကိုတင်တရားသဖြင့်အုပ်ချုပ်တော့မယ်ဖောက်တည်ချက်ဒီသားတွေရအဲ့ဒီအချိန်မှာ လက်ဆောင်တနာဆက်တဲ့လူတွေကမင်းအဲ့ဆိုပြီးတော့ရှောက်ပြီးတွေလာဆက်တယ်တဲ့မာတုလုံကဆိုတဲ့ရှောက်ပြီးတွေလာပြီးတော့မင်းနဲ့ဘုရားလောက်အမှတ်စကားပြောတဲ့အနာရှောက်ပြီးတွေလာဆက်တော့မင်းလုပ်တဲ့ပုဂ္ဂိုလ်ကတခါအဲ့ဒီရှောက်ပြီးတဲ့ကရှောက်ပြီးတလုံးယူပြီးတော့သဟာယဣမောမာတုလုံကခါတာသဟာယကနေချင်းအမှတ်မင်း ဣမံမာတုလုံကဤလျှောက်ဒီကိုခါကစားပါလောသူဟာကမစမ်းကြရင်ရှင်မဲ့ကြောက်ပြီးတကယ်ချင်းရုပ်ဒီကြောက်ပြီးလေးစမ်းကြမှာငါလက်ဆောင်ပို့တရားလာမှာဟဲ့ရပြန်ပြီကွဒီမင်းတို့ဆုံးမှာဖို့ဥပမာတစ်ခုရပြန်ပြီတရားလာမှာသဘောကျဆင်းနေပြော မဟာရာဇဣမံခာတိတုံအာဇာနန္ဒစိတ်တကံဝါကရံတိအံပိလံဝါမဟာရာဇမြတ်တော်မြတ်ဣမံဤလျှောက်ပြီးကိုခာတိတုံသာဇဏအာဇာနန္ဒမတိတဲ့သူတို့ဒီနားမလဲတဲ့သူတို့ဒီစိတ်တကံဝါခာတိကိုယ်တော်၎င်းအံပိလံဝါချင်းဒီကိုယ်တော်၎င်းကရံတိကျူတာကုန်ဤအရှင်မင်းကြီးဒီလျှောက်ပြီးကိုမစားကြတဲ့သူဆိုရင်ခါရင်ခါမယ် ဓမ္မမုတ်ရှင်မဲ့ဒါနန္ဒပဏ္ဏပန္တိတာသာဘုံလုံးမကျွမ်းကျင်းတဲ့ပညာရှိတို့ကတော့ဘယ်နဲ့လို့စိတ်တကံဟာတဲ့တဝါခါမဲ့အရာတွေကိုဖယ်ပြီးတော့အန္တိလံအနိယတဲ့တဝါရှင်မဲ့အတိုင်းမျိုးကိုအပြင်းရောက်အောင်မထုတ်မှုရေအင်းကြီးလိုက်အတိုင်းထားရမှာပါ မာသူလုံးကရသံလျှောက်ပြီးရဲ့အရာတံကို အနာသစ္စဝါဝမပြည့်စုံမူရတာလဲခါတန်းကြည့်ခေစားကြပါကုန်သဖျာနောက်လေတဲ့ပုဂ္ဂိုလ်တွေကတော့အရှင်မင်းကြီးတဲ့ဒီလျှောက်ပြီးခမ်းနဲ့အပေါ်ရန်အခွင့်အရေးကိုညွန်ပြစ်ပြီးတော့အသေးသေးကရှင်မဲ့ဒီအကြီးအင်္ဂလေးတွေကိုပောက်မသွားစေဘူး မပေါက်စေဘူးအဲ့ဒီမပေါက်စေခြင်းနဲ့အသာကလေးရွရွကလေးစုပ်ပြီးတော့ရှောက်သီးရဲ့အရသာကိုမပြတ်စေဘဲစားသုံးရတဲ့အရှင်မင်းကြီးခရတကံဒေလံယထာတိသစ္ဆဝါအနာမတံတောပိကရောတိစိတ်တကံ သမဟရံသာဒုံကရောတိပတိဝအသာဒုံကရေရာမုဒုသန္နာမုဒ္ဒရံတနုသန္နာမုဒ္ဒရံဟောဒီကံသာအမတန်ကံမှာပတိဝရေမြင့်တင်နှိုးအရှင်မင်းရေမြင့်တင်နှိုးအရှင်မင်းဖျားတဲ့ ခရတ္တံသူသောသောအပေါ်ယံအခွန်ရှိတော့ေလံလျှောက်သီးကိုတဲ့သတ္ထဝါမိမိလက်၌ဓာရှိတဲ့ပုဂ္ဂိုလ်သည်အနာမတံသောအပေါ်ယံကအခွန်လေးကိုသိမပြစ်ခဲ့သည်ရှိတော့တိတ်တကံခါအောင်ကြောတိပြုသည်မိပါ၏ရသေမှာဓာရှိရနဲ့လျှောက်သီးရဲ့အပေါ်ခွန်တွေကိုလဲမဲ့ ပြီးမပြစ်လို့ရှိရဲ့အဲ့ဒါခောင်းလိုက်တာပဲအခွန်ကခိုင်းတာမန္တိဝါကြီးမြို့တင်းတင်းအိုအရှင်မဲသမာဟရံသမာဟရံတော့ကောင်းစွာဖေရှားပြစ်တဲ့ပုဂ္ဂိုလ်စီတာတုံချုံငင်အောင်ကြောသည်ယူပါ၏အပေါ်လံအခွန်ကြီးဖဲအခင်းတွေကအင်္ဂလိပ်တွေကိုပောက်ခွတ်မသွားအောင်တတိပြုပြီးတော့ ဖဲ့သေးရအဲ့ဒီလိုဆိုရင်ချက်ပြီးချိုးတာပဲတဲ့ဗျာသမာဝတ္ထုကာယံကရောတိပတိဝဘာဒီဝါဇေမြင့်သင်္နှုံးဩဝါရှင်မင်းသမာရံကောင်းစွာဆောင်တဲ့ပုဂ္ဂိုလ်သည်သာဓုချိုးမြင့်အောင်ကရောတိပြုစီမည်ပါ၏ကနုဆန္ဒဥဒ္ဒရံအပေါ်ကြောင့်အခွန်ကိုပါတာလေ နွာပြစ်သည်ရှိသောအသာဒုံမချုံငင်အောင်ကကရီရာပြုသည်မြည်ပါ၏အမောရံကအခွန်ကိုနေနေကလေးနွာပြည့်ရင်အခွန်တက်နေတဲ့ဒီအမေးလေးရလည်းပဲခါတယ်မချုံငင်ကြီးဒီတော့အမောရံအခွန်ကိုကိုးကောင်းနွာရအဲ့ဒီလိုဆိုရင်ချုံငင်အောင်လို့လာရောက်တယ်တဲ့ဒါဥပမာ ေဝံတိကာမနိဒမိကုပန္တိတော်ဘုရားလောင်းပါမြို့ဒီရာဒီမိကုန်းဒီမှာရှင်မင်းပြုလုပ်တဲ့ပုဂ္ဂိုလ်မတရားအခွင့်အရေးတောက်နေလို့ဘုရားလောင်းကပြောကြတယ်ေဝံတိကာမနိဒမိကုပန္တိတော်အတာဟတံလာသဇနာနိသင်္ကရံအတာဟတံလာသဇနာနိသင်္ကရံ ဓမ္မလူဝတိတတိပိဇာမနောသဖာတိကရောတိအဝိဟေထေယံတရံအတိလိုဒါသုံးပါတဲ့တရားဩဝါဒပတ္တိယယေမြေသနင်းဩအရှင်မေဧဝံတိဣအတုပါပဲတန်တူသောပညာရှိတဲ့နင်းသည် သံဟတံအသံဟတံတောတံသာပြည်သူတို့ကိုနိုင်ထက်ကလူမပြုတ်မှုပဲပဒံသူကြပါကိုတံသာပြည်သူလူကြပါကိုအဝိထေယံအဝိထေယံတော့မညင်ပန်ပဲတံကြည်သားကိုတံကြည်အောင်မင်းလုံးတဲ့ပုဂ္ဂိုလ်ဟာနိုင်ထက်ကလူမလို့ရမညင်ပန်ရဘူးကိုယ်ကလူလို့ရ ဓမ္မံမှုဝတ္တိရာဇရန်၁၀ပါးတရားကိုအစင်းလိုက်ပြီးဖြစ်ရတတိသုဇာမနောကျင့်လျက်ရာဇဒနာနီမင်းတို့အရသိရတတ်တဲ့အခွန်ဥစ္စာတို့ကိုသင်္ကရံသင်္ကရံတော့သူယုံကောက်ခံသည်ရှိတော်မင်းအရတတ်တဲ့အခွန်ဆိုတာဆေဖို့တဖို့ ဇသမဘာကမိညာကြိုက်တဲ့အခွန်ကိုမိမိမင်းလုပ်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကရာဇဂံ7ပါးမိကျင့်တရားမှာတည်ပြီးတော့ကောက်ပါအဲ့ဒီလိုကောက်လို့ရှိရင်ပြန်သဖာတိန်ကြရတိအဝိဟေတိယံတရံသာတော်သူတို့ရာဇဂံ7ပါးမိကျင့်တရားနဲ့အညီကျင့်၍မင်းတို့ထက်တန်းတဲ့အခွန်အတုတ်ကို ကောက်ယူစုယုံတဲ့မင်းဒီဖာတိန်မိမိရဲ့စီပွားရေးကိုကရောတိပြုသည်မြေပါကဖရာရှင်မြေမှုကြောက်တခါလေဒီပြမကမင်းရဲ့စိတ်ထဲမှာငါတော့တော်ပြီနောက်မတရားအဖွင့်ကြီးဆိုရင်ဘာမှမကောက်ကြောက်စည်းခွဲစားလိမ်မာတဲ့လူယောက်ျားလို့ငါတော့ရှင်အောင်တော့မကောက်ဘူးဟဲ့ဟဲ့လားခောင်းအောင်လည်းမလုပ် သမဘာကညီမြတော့အခွင့်ကိုသာကောက်တော့စိတ်ကိုတခါလေးစောက်တည်သွားတယ်တခါလေးတရားကြသွားတယ်ပြီးတော့မှရှင်မြင်းကလာပါတငယ်ချင်းဘုဟုနာရေတံနဲ့သွားကြအောင်စို့ဆိုပြီးတော့တခါပြောကောင်းကောင်းနဲ့ဘုရားလောင်းအမတ်ကိုနောက်ကခေါ်ပြီးတော့ဒီဥယျာဉ်ရဲ့ရေတံနဲ့သွား ရေကံတော့ကြတော့အဲ့ဒီရေကံเนี่ยဘယ်တော့မှကြာပန်းကြီးတွေပွက်နေတာကြည့်ပြီးတော့ကျွန်မကမင်းကဆင်းနေပြောသလဲသဟာယကနေချင်းဤမန္တုမဟောတိဘယ်တော့မှကြာပန်းတွေဟာဥဒတိသံဝိဒ္ဓမေဝရေတဲ့ညွန်တဲ့မှာကြီးကြပွားကြပောက်ကြလျှက်ပင်စဉ်ဥဒတိနာရေချင်းအလိပ္ပမာနာမလင်းကြံသည်ဖြစ်၍ထိတံဒီနေပါတကား ခုနေချင်းကပြီးစာကြည့်စိတ်ဆန်းတာဒီကြားလေဟာတဲ့သူတို့ပေါက်တာရည်သေးတယ်ပေါက်ရည်သေးတယ်ကြီးဒါပေမဲ့လို့ရည်နဲ့နှုံနဲ့ဒီကြားပဲဒီကြားဖို့နေရာမလူးလေဘူးကွာဘလောက်ဆန်းတယ်အဲဖယားရောင်းကလည်းပဲရကြံပြီကွာငါမင်းလိုဩဝါဒပေးဖို့ရာဇောဝါဒ မင်းလုံးနဲ့ဩဝါဒပေးဖို့ဥပမာတစ်ခုချင်းလက်တွေ့ဥပမာတစ်ခုချင်းရပြန်ဖို့မဟာရာဇရိညာနာမဧဝရူပိနဘဝိတပံမဟာရာဇမြတ်တော်မင်းကြီးရိညာနာမတိုင်းကြီးအုတ်ကျုံမင်းကြီးလောက်တဲ့သူဒီဒီဧဝရူပိနဤသို့ပဒုံမှာကြာပန်းတဲ့သောသဘောရှိသည့်ဘဝိတပံဖြစ်သိဤပဒုံမှာကြာပန်းလို့ တမ်းပြေချုပ်ငင်းလို့တဲ့ပုဂ္ဂိုလ်ဆိုတာဖြစ်ရတယ်ရှင်မင်းကြီး။ဘယ်နဲ့ဩတာကမူလံသုဖြစ်ဝါရီသံဘဝံဇာတံယတာပောက်ခရဏီတုအံဘုဇံဘဒုမံယတာအဂိနိကာတုဖာတိမံလောကသမောနာရသောနဝါရီလိမ့်တိဒါဥပမာဘက်ကိုပြောတယ် မဟာကာသမြတ်တော်မင်းကြီးအရှင်မင်းကြီးမြင်နေတဲ့ဘဒုံမကြပန်းကြီးကိုတက်ပြီးထပ်ပြီးပြောကြတို့ဩဒေါတာမူလံရှိစင်တော်အမြင့်ရှိသည်ထတော်သူစီဝါရိတံဘဝံအလုံးစောင်းရာကြည်လင်တဲ့ရေချောင်းနဲ့ဖြစ်သည်ထတော်ဒီကြပန်းအမြင့်ကိုနှုတ်ကြည့်ရင်ဖွေးလို့ဖြူးလို့ အဲ့ဒီကြာပေါက်တယ်ဆိုတဲ့ကြီးကအလွန်သာယာတဲ့ကြီးစင်ကြယ်ခဲ့ခြင်းမှာကြာပေါက်အဲ့ဒါကြောင့်စင်ကြယ်တဲ့ကြီးကြောင့်ပဲဖြစ်ပေထတော့ပောက်ကရဏီစု၄တောင်ကံတို့၌ဇာတောင်ဖြစ်ပေါ်တော့အမှုဓမ္မကြီး၌ဖြစ်တဲ့အတွက်အမှုဓအမိရတော့အဂိမိကာတိပါဠိမံမိနဲ့တူတဲ့ နေရောင်ကြောင့်ပွင့်နေတော်နေရောင်ကိုပြောခြင်းနဲ့ဥစ္စာအဲ့ဒီမိကတိမိနဲ့သူတဲ့နေရောင်ကြောင့်ပွင့်နေတော်ဘဒုမံဘဒုမာကြာပန်းကိုအရှင်မင်းမြင်ရတဲ့ဘဒုမာကြာပန်းပွင့်နေနေရောင်ကြောင့်ပွင့်ပောက်တဲ့ဒီကံထဲမှာပောက်သူ့ကိုရေထဲပောက်လို့သူ့ကိုအံဘူးကြခေါ်တယ် အဲ့ဒီတုံးမှာကြာပန်းကိုကတ္တမောညွန်ပြီးနလိန်ပတိမလိန်ကြံရဇောမြူမုံလည်းပဲနလိန်ပတိမလိန်ကြံဝါရိရည်သေးပတ်ပေမဲ့ရည်ကလည်းပဲနလိန်ပတိမလိန်ကြံဒါဥပမာဖေဟာဧဝံဒီဟောဟာရသူစိန်အသာဟတံ ဝိသုဒ္ဓကမ္မန္တမပိတပါပကံနလိန်တတိကမ္မကိလေသာတာတိသောဇာတံယထာပောက်ကရဏီကုအံမှုဇံပတ္တိဝရေမြေသနင်းအိုအရှင်မင်းဧဝံတိဤဥပမနိတုပင်လင်ပောက်ကရဏီသူရေကံတို့၌ဇာတံပောက်ရသောအံမှုဇံ ရာကိုကကမာတိနုစတိတိနလိမ့်ပတိဥပါမလင်းကြံတဲ့သို့ယင်းလေယင်းမုံလေရည်တွေကသူ့အထဲမှာတောက်တဲ့ဗုံမှာကြာကိုမလင်းကြံမလူးလဲတကဲ့သို့ထို့သူပါပဲတဲ့ဧဝံတိဤရတူလကောင်းစဉ် ဘောဟာကသူ့စိတ်ရှင်းဓမ္မတတ်ချဉာဏ်၌ကျင့်ကြံသောအသိဉာဏ်ရှိသောအတ္တဟတံတန်းသူကြည်သာတို့ကိုမညှင်းပါမနှိမ့်ဆက်သောဝိသုဒ္ဓကမ္မန္တံစင်ကြဲသောမိမိရဲ့အမှုရှိသေးသောအတေတပါပကံကျင့်ဖယ်သောမကောင်းမှုရှိတဲ့ ဘဒုံမာကြာပန်းမဲ့တူတဲ့မင်းကိုဒါဒီသောထိုးသူသဘောရှိသော ကမ္မကိလေသာကမ္မကိလေသောလောဘဒေါသမောဟပါဏတိပါဒအဋိဏဒါနာကာမိတုမိစ္ဆာသာရအစရှိတဲ့ညီညူးတဲ့အကုသိုလ်ကံတွေဒီငှလိမ်ပတိမလိမ်ကြံပါအရှင်မင်းကြီးက ကမ္မကြည့်လေသနဲ့မလိမ့်ပြန်အောင်အဲ့ဒီဘဒုံမကြာဘန်းကိုဥပမာပြုပြီးတော့ဘဒုံမကြာဘန်းဟာမြစ်ပတ်တဲ့လွန်းနဲ့လည်းမလိမ့်ညူမုံကလည်းပဲသူ့လာပြီးတော့မကတ်နိုင်ညူမုံနဲ့လည်းသူ့မလင်းကြအရှင်မင်းကြီးကတော့မှကြာပန်းနဲ့တူအောင်ကျင့်ပါဗန္နာတိဗန္စတိဟူသောညွန်းကြီးအဒိညာတံတိဟူသောညွန်းကြီးကာမိတုမိတ်သံသံကတိဟူသောညွန်းကြီး အဲ့ဒီညွန်းဒီကောင်းတိရသခေါ်တဲ့ဒီညွန်းလေးမလင်းကြောင်အောင်အရှင်မင်းကြီးကျင့်တော်မူခရာလို့သုံးကြိမ်ပေါ့သုံးကြော့ဗဇမအမိုးမမိုးရသေးတဲ့မင်းသေးကြီးကိုဥပမာပြပြီးတော့ဆုံးမဒုတိယရှောက်သီးစားပုံဥပမာပြပြီးတော့ တိုင်းပြည်ကြီးသားတွေချေသွားအောင်ခါသွားအောင်မလုပ်နဲ့ဒီလိုဆိုတာတတိယဘဒုံမှာကြာသားလို့မိမိကိုယ်ကိုဗာနာတိပန္ဒအဒိဏ္ဍံကာမေသူမိစ္ဆာစာရမိစ္ဆာဝါဒဆိုတဲ့ကမ္မတိလေတာလေးမျိုးနဲ့မလူးလဲအောင်နေဘုရားလောက်ဆုံးမှဆုံးမတဲ့အတိုင်းလိုက်နိုင်ရဲ့လား လိုက်နာကြတဲ့အထကထာမှာတပိုက်တည်းမှတ်ချက်နောက်ဆုံးပေးတာရာဇဘောဓိတတ္တံဩဝါဒံသုတ်တဝါတတောပသာယဂံမေနရိသံကာရင်တောဒါနာတိနိပုညာနိကတဝသက္ကပရာယနောအဟောတိရာဇဘာရဏတိမင်းရာတိဘောဓိတတ္တဖယအလောင်း၏ ဩဝါဒံသုတ်တဝါအဆုံးအမဩဝါဒသုံးချက်ကိုကြားနာရရေဝါကြားနာရသောကြောင့်ပဒတော်ခောသ